်စမကသတင်းပါဒီနေ့ဂျော်လာ၁၂ရက်နေ့အတွက် People's Spin ရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်အိန္ဒိယမှာလူ140ကျော်ပါတဲ့ခရီးသည်တင်လေယာဉ်ပြတ်ကျတဲ့သတင်းတရုတ်ကျောင်းသားတွေကိုအမေရိကန်မှပညာသင်ခွင့် Trump ကပြန်ခွင့်ပြုတဲ့သတင်းအီရန်ကိုအစ္စရေးကတိုက်ခိုက်ဖို့အသင့်ဖြစ်နေပြီလို့သတင်းတွေထွက်ပေါ်လာတဲ့အကြောင်းဒီသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်လူပေါင်း140ကျော်စီးတင်းလိုက်ပါလာတဲ့အိန္ဒိယလေကြောင်းပိုင်ခီးတဲ့တင်လျင်ဟာ ဂူဂျာရက်ပြည်နယ်ထဲမှာပြတ်ကျပြီးမိလောင်ပေါက်ကွယ်သွားခဲ့ပါတယ်။ဂျွန်လ12ရက်နေ့ကဂူဂျာရက်ပြည်နယ်အဘာဒါဘတ်မြို့မှာရှိတဲ့ဆာရာဘဲလပ်ဟိုင်းပယ်ထာနိုင်ငံတကာလေဆိပ်ကနေပြန်တက်သွားပြီးမနစ်ပိုင်းအကြာမှာပဲလေယာဉ်ပြတ်ကျခဲ့တာဖြစ်ပါတယ်။လေယာဉ်ပေါ်မှာဂူဂျာရက်ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း BJ ရူပါနီအပါဝင်စုစုပေါင်း242ဦးလိုက်ပါသွားတယ်လို့ကနအူးသတင်းတွေအရာသိရပါတယ်။လေယာဉ်ပြတ်ကျသွားတဲ့နေရာဘက်ကနေမဲနက်တဲ့မိခိုလုံးတွေဥထလာတာကိုတွေ့ခဲ့ရတယ်လို့မျက်မြင်တွေကပြောပြပါတယ်။ မိသက်တွေကယ်ဆယ်ရေးအဖွဲ့တွေနဲ့အရေးပေါ်အခြေအနေတော့ပြန်ရေးအဖွဲ့တွေဟာလေရင်ပြတ်ကြတဲ့နေရာစီအပူတပြင်းသွားရောက်ပြီးမိကိုညှိမ့်သက်ဖို့စ조사နေကြပါတယ်။လေရင်ဘာကြပြတ်ကြတယ်လဲဆိုတာကိုလလောဆယ်မသိရသေးသလိုစုံစမ်းမှုတွေလည်းမလုပ်နိုင်သေးပဲကယ်ဆယ်ရေးနဲ့ရှာဖွေရေးကဏ္ဍကိုအာရုံစိုက်နေကြရပါတယ်။မျက်မြင်အခြေအနေရလေရင်ပြတ်ကြတဲ့နေရာမှာမိတွေပြင်းပြင်းထန်ထန်လောင်ကျွမ်းနေပြီးထိခိုက်ဒေဆောမှုတွေရှိသလားအသက်ရှင်လွတ်မြောက်သူဘလောက်များတယ်လဲဆိုတာကိုလည်းကယ်ဆယ်ရေးတွေကမထုတ်ပြန်သေးပါဘူး။ လေရင်ဟောင်းမူလကဗြိတိန်နိုင်ငံလန်ဒန်မြို့စီတွားရောက်ဖို့ရည်ရွယ်ထားခဲ့ပေမဲ့အမြင့်625ပေလောက်ကနေရုတ်တရက်ထိုးကျလာတာကိုကနဦးသိရှိထားရပါတယ်။အိန္ဒိယလေကြောင်းကုကရေးဝန်ကြီးဌာနကဖြစ်စဉ်နဲ့ပတ်သက်လို့အမြင့်ဆုံးအဆင့်တက်လက်နှိုးဆော်ထားပြီးကယ်ဆယ်ရေးအဖွဲ့တွေဆဲလွတ်ထားကြောင်းထုတ်ပြန်ထားပါတယ်ရှင်။အမေရိကန်စီမြေရှားသတ္ထုတွေတင်ပို့မှုကိုတရုတ်ကပြန်လည်ခွင့်ပြုပေးမှာဖြစ်တဲ့အတွက်တရုတ်ကျောင်းသားတွေကိုလည်းအမေရိကန်မှာပညာသင်ယူဖို့ပြန်လည်လက်ခံသွားမယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားခဲ့ပါတယ်။မကြာသေးခင်ကတရုတ်နဲ့အမေရိကန်ကိုယ်စားလှယ်ဖွဲ့တွေဟာနှစ်နိုင်ငံကုန်သွယ်ရေးမူဝါဒတွေညှိနှိုင်းဖို့တွေးဆောင်ခဲ့တဲ့နောက်အဲ့ဒီထဲကညှိနှိုင်းမှုရလဒ်တချို့ကိုဂျော်လာ၁၇ရက်နေ့မှာထရန့်ကထုတ်ပြောခဲ့တာဖြစ်ပါတယ်။တရုတ်ဟာအမေရိကန်စီမြေရှားသတ္ထုတွေပြီးတော့အားကောင်းတဲ့တန်လိုက်ထုတ်လို့ရမှာလိုအပ်တဲ့သတ္ထုကုန်ကြမ်းတွေတင်ပို့မှုကိုကန့်သတ်ထားတာတွေကိုပယ်ဖျက်ပေးသွားလိမ့်မယ်လို့ထရန့်ကဆိုပါတယ်။အပြန်အလှန်ဖြစ်အမေရိကန်အစိုးရကလည်းတရုတ်ကျောင်းသားတွေကို အမေရိကန်တက္ကသိုလ်ရဲ့ကောလိပ်တွေမှာပညာသင်ကြားမှုကိုဆက်လက်ခွင့်ပြုပေးမယ်လို့သူကပြောပါတယ်။နောက်ပြီးနှစ်နိုင်ငံကုန်သွယ်ခွင့်တတ်မှတ်ချက်တွေနဲ့ပတ်သက်လို့တရုတ်ကုန်စည်တွေကိုအမေရိကန်ကကုန်စည်တန်ဖိုးရဲ့55ရာခိုင်နှုန်းစီးကျက်ပြီးတရုတ်ကတော့အမေရိကန်စီသွင်းကုန်တွေပေါ်ဆရာခိုင်နှုန်းစီးကျက်မယ်လို့ထရန့်ကကြေညာခဲ့ပါတယ်။ဒီလိုသဘောတူညီမှုမျိုးကြောင့်နှစ်နိုင်ငံဆက်ဆံရေးကလည်းအကောင်းဆုံးဆက်ရှိနေလိမ့်မယ်လို့ထရန့်ကသူပိုင်ဆိုင်တဲ့လူမှုကွန်ရက်မီဒီယာပလက်ဖောင်း True မှာရေးသားထားခဲ့ပါတယ်။အင်ဖြူရောအရာရှိတအူးကတော့ တရုတ်အပေါ်အခွန်စည်းကြမှု55ရာခိုင်နှုန်းဆိုတာကနှစ်နိုင်ငံအပြန်အလှန်သတ်မှတ်တဲ့အတွင်းကအခွန်100ရာခိုင်နှုန်းတရုတ်စီကနေဖန်တနက်မူရစ်ဆေးတွေအမေရိကန်စီဝင်ရောက်နေတဲ့အတွက်ပြည်ထန်သဘောသတ်မှတ်တဲ့အခွန်20ရာခိုင်နှုန်းနဂိုမူလကလေးကသတ်မှတ်ထားပြီဖြစ်တဲ့အခွန်25ရာခိုင်နှုန်းကိုခြုံငုံပြီးဆိုလိုတာလို့မှတ်ချက်ပေးခဲ့ပါတယ်။နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့တွေဆွေးနွေးလာတဲ့သဘောတူညီချက်ကိုနောက်ဆုံးအဆင့်ဖြစ်သူနဲ့တရုတ်သမ္မတရှီချက်ပြင်တို့ကအတည်ပြုပေးဖို့သာကြံတော့တယ်လို့ထရန့်ကဆိုပါတယ်။ ဂျော်လာဆယ်ရက်နေတုန်းကအမေရိကန်နဲ့တရုတ်တို့ဟာနှစ်ဖက်ကုန်းသွယ်ရေးမူဝါဒတွေတင်းတင်းမာမာပြိုင်ဆိုင်နေမှုကိုရှော့ချဖို့တရုတ်ကမြေရှားသတ္ထုတင်ပို့မှုတွေကိုကန့်တတ်ထားတာကိုရုတ်သိမ်းဖို့သဘောတူညီမှုတွေရရှိခဲ့ကြကြောင်းအသီးသီးကြေညာခဲ့ကြပါတယ်။ဒါဟာပြီးခဲ့တဲ့လကဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာပြုလုပ်ခဲ့တဲ့ကမ္ဘာစည်းပွားရေးအင်အားအတောက်အတင်းဆုံးနိုင်ငံကြီးနှစ်ခုကြောင်းဆွေးနွေးမှုတွေရဲ့နောက်ဆက်တွဲရလဒ်လည်းဖြစ်ပါတယ်။တရုတ်ဟာကမ္ဘာတစ်လွှားမှာမြေရှားသတ္ထုထောက်လောက်မှုတွေအ धिक ချုပ်ကင်ထားတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ အဲ့ဒီတက်ထူတွေဟာတိုက်လေယာဉ်တွေလျှက်စက်ကားတွေဘက်ထရီတွေနဲ့တခြားခင်မီနီးပညာအသုံးဆောင်ပစ္စည်းတွေထုတ်လုပ်မှုမှာမရှိမဖြစ်လိုအပ်ပါတယ်။ Trump ကအင်ဖြူရာကိုတမရအဖြစ်ဒုတိယအကြိမ်ရောက်ရှိလာခဲ့တဲ့နောက်တရုတ်အပေါ်ရန်လိုတဲ့ကုန်သွယ်ရေးမူဝါဒတွေကိုကျင့်သုံးခဲ့ပြီးနှစ်နိုင်ငံကြား Twin Core အခွန်အခတွေအပြိုင်မြင့်တင်ရာကကမ္ဘာဈေးကွက်ကိုအကြီးအကျယ်ကြေးရိုက်စေခဲ့ပြီးရှုပ်ထွေးတဲ့အခြေအနေတွေဖြစ်ပေါ်စေခဲ့ပါတယ်ရှင်။ Israel ဟာ Iran ကိုတိုက်ခိုက်ဖို့အသင့်ဖြစ်နေပြီလို့ယုံကြည်ရကြောင်း အမေရိကန်နဲ့ဥရောပနိုင်ငံတချို့ရဲ့အစိုးရအရာရှိတွေကပြောကြားခဲ့ပါတယ်။အမေရိကန်ဟာအီရတ်နိုင်ငံမှာရှိတဲ့တန်ယုံကဝန်ထမ်းတွေကိုလုံခြုံရေးအကြောင်းပြချက်နဲ့ရှေ့ပြောင်းဖို့စီစဉ်နေတာ။အရှေ့လေပိုင်းဒေသတွင်းကအမေရိကန်စစ်တီတွေရဲ့မိသားစုဝင်တွေကိုအမေရိကန်ပြန်ခေါ်ဖို့ပြင်ဆင်နေတာတွေဟာအရှေ့လေပိုင်းဒေသမှာစစ်ရေးပဋိပက္ခတစ်ခုပေါ်ပေါက်လာနိုင်ခြင်းကိုစိုးရိမ်လို့ဖြစ်နိုင်ကြောင်းထင်ကြေးတွေလည်းပြန့်နှံ့နေပါတယ်။တရားဝင်အမှတ်ချက်ပေးတာမျိုးမဟုတ်ပေမဲ့အမေရိကန်နဲ့ဥရောပနိုင်ငံတချို့ရဲ့အစိုးရအရာရှိတွေကတော့ အစ္စရေးဟာမကြခင်မှာအီရန်ကိုတိုက်ခိုက်လာနိုင်တဲ့အခြေအနေရှိနေကြောင်းပြောကြားခဲ့ပါတယ်။အဲ့ဒီလိုသာဖြစ်ခဲ့မယ်ဆိုရင်တော့ဂါဇာအရေးကြောင့်စူပွားနှစ်နေပြီးသားအရှိလေပိုင်းဒေသရဲ့အခြေအနေကပိုပြီးဆိုးရွားသွားနိုင်ပါတယ်။အစ္စရေးဟာအီရန်ကိုတိုက်ခိုက်နိုင်တယ်လို့သတင်းတွေပြန့်နှံ့နေပေမဲ့ဘယ်လောက်အတိုင်းထာတိကြီးမားတဲ့စစ်စင်ရေးမျိုးလောက်ဆောင်မလဲဆိုတာကိုတော့မသိရသေးပါဘူး။ထရန့်ဟာပြီးခဲ့တဲ့လပိုင်းကလည်းအစ္စရေးကအီရန်ကိုတိုက်ခိုက်မဲ့အစီအစဉ်တစ်ခုကိုဂျားဝင်တားဆီးခဲ့တယ်လို့ယုံကြည်ရပါတယ်။ ဒေဒေါ်တွင်အီရန်ရဲ့ထိပ်ပိုင်အစိုးရအရာရှိတူကတကယ်လို့အစ္စရေးကသာအမှန်တကယ်တိုက်ခိုက်လာခဲ့မယ်ဆိုရင်ဘယ်လိုလက်တော့ပြန်မလဲဆိုတာကိုအီရန်စစ်ဘက်နဲ့အစိုးရခေါင်းဆောင်တွေကြောင်းတွေးဆဆွေးနွေးထားပြီးဖြစ်တယ်လို့ပြောကြားထားပါတယ်။သူကကနဦးအဆင့်ဖြစ်အီရန်ဟာယာနဲ့ချီတဲ့ဒုံးကျည်တွေနဲ့အစ္စရေးကိုပြစ်ခတ်ဖို့စီစဉ်ထားတယ်လို့ဆိုပါတယ်။အီရန်နဲ့အစ္စရေးပြည်ပခပြစ်လာနိုင်တယ်ဆိုတဲ့သတင်းတွေကြောင်းရေနံစေးကလည်းတိုက်ရိုက်ပြလာခဲ့ပါတယ်ရှင်။ People's Spin ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်ရှင်။